ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေကြာတာပရင်းနေ့မနက်မှာဆိုလို့ရှိရင်တော့ Champion League League Face ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုထုံးစံအတိုင်း Champion League ပွဲစဉ်တွေထဲကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲကျွန်တော်အကြိုက်ဆုံးရွေးချယ်ထားတဲ့ပွဲစဉ်လေးနှစ်ပွဲကိုကိုညီကိုရီတို့အသုံးသက်ပေးခြင်းပါတယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်ပထမအောင်ဆုံးရွေးထားတဲ့ပွဲစဉ်ကတော့ဒီနေ့ညဆက်တနာကြီးမှာရှင်ပြိုင်ကစားမယ်ဘီဘာအိုအသင်းနဲ့ကွာရဘတ်အသင်းရဲ့ပွဲစဉ်လေးကိုရွေးချယ်ပေးထားပါတယ် ီပွဲစဉ်ကတော့ဘီဘာအိုတင်းရဲ့အိမ်ခွင်းမှာဒါရှင်ပြိုင်ကစားမဲ့ပွဲစဉ်7/25မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်ဆိုတော့ဘီဘာအိုကဒီယာဒီမှာ injury ပြဿနာတွေရှိတဲ့အတွက်ကိုရလပိုင်းလေးတွေကမတည်ငြိမ်တော့ဘူး Champions League နှစ်ပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲလုံးကိုရှုံးထားတယ် Arsenal ကိုဒါ2-0ဆိုတဲ့ရလမျိုးနဲ့ရှုံးထားခဲ့တယ်လို့နောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Dortmund 4-1ဆိုတဲ့ရလမျိုးနဲ့ Champions League နှစ်ပွဲကစားပြီးထားတဲ့အချိန်မှာရမှတ်လုံးဝမရရှိထားဘူးဆိုတော့ La Liga မှာလည်း Bilbao အနေနဲ့ရုန်းကန်နေရတယ်နောက်ဆုံးကစားခဲ့တဲ့ဒါ၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Girona နဲ့တရေကြတယ်ဒါ Villarreal ကိုရှုံးထားတယ် မာယောကာကတော့အင်ဂွေးမှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ပြန်နိုင်ထားတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါအက်ချီကိုဂိုးမရှိသေးရလဒ်သာထွက်ပေါ်အောင်ကစားထားနိုင်တာဖြစ်တဲ့အတွက်ကိုဘီဘောအသင်းကတော့ရလဒ်ပိုင်းလေးတွေမတည်ငြိမ်ဘူးခံစစ်ပိုင်းပြဿနာလေးတွေရှိတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့သူတို့အသင်းရဲ့အဓိကတောင်မတိုက်စင်မှုဖြစ်တဲ့နီကိုဝီလျံပြန်ပါဝင်လာဖို့တော့ရှိတယ်ပြီးတော့အင်ဂွေးမှာကစားရမှာဖြစ်တဲ့အတွက်ဘီဘောကချန်ပီယံလီးဂ် ဒါ leaf face 3ပွဲမြောက်မှာဆိုလို့ရှိရင်တော့ရမှတ်ဆုံးရှုံးလို့မရတော့ဘူးကျိသေးပေါက်နိုင်ပွဲပြန်ရှာရမယ့်ပွဲစဉ်အနိုင်ရရှိမဲ့ရာခိုင်နှုန်းကလည်းဘီဘာအိုတင်းရများပါတယ်တစ်ဖက်ကလည်းအာဇာဘိုင်ဂျန်ကလပ်ကွာရာဘတ်ဖြစ်နေတာလည်းတချောင်းတိုးပေမဲ့ကွာရာဘတ်ကိုကျွန်တော်တွားပြီးတော့ short တော့လို့တော့မရဘူးဒီအသီးမှာကွာရာဘတ်ဒီချန်ပီယံလိမှာအသင်းကြီးတွေကိုတော့ကြော်ဖြတ်ပြီးတော့အနိုင်နိုင်တဲ့ခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတော့ ကော်ရဘတ်ချန်ပီယံလိနှစ်ပွဲကစားထားတယ်နှစ်ပွဲလုံးကိုအနိုင်ရရှိထားတယ်အနိုင်ရရှိတဲ့အသင်းတွေဆိုလို့ရှိရင်လည်းတကယ်ကိုအထင်ကြီးလောက်ဆရာပဲဘင်ဖီကာအသင်းရဲ့အိမ်ကွေးမှာတော့မှကွာရာဘတ်က3-2ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအိမ်ကွေးမှာကိုပီဟေဂီအသင်းကိုတူးစီဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိအောင်ကစားထားနိုင်တာဖြစ်တဲ့အတွက်ကိုကွာရာဘတ်ဒီရှော့တွက်လို့မရဘူးဘီဘာအိုတို့ကလုံးဝခက်ခဲမဲ့ပွဲစဉ်တိုးတော်လည်းဘီဘာအိုအနေနဲ့ကဒီပွဲစဉ်ကတေးတောင်ကြလို့မရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့ current form နေအရာကြည့်မယ်ဆိုလို့ရှိရင်လည်း ကွာရဘတ်ဒီအာဇာဘိုင်ဂျန်လီမာဆိုလို့ရှိရင်လည်းတသိန်းနဲ့ပြေးနေတာဖြစ်ပြီးတော့ဒါနောက်ဆုံးကစားခဲ့တဲ့လီပွဲစဉ်ဒါငါးပွဲဆက်တိုက်ကိုလည်းအနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကို current form နဲ့ Champions League ရလက်တွေကတော့ဘီဘာဝအသင်းထက်တိတိတတကြီးကိုကောင်းနေတာမျိုးရှိပါတယ်။တိုးတော်ညာလည်းနှစ်သိန်းရဲ့လက်ရှိဗဂရီချင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစပိန်လာလီဂါကလပ်ဘီဘာဝဒီအိမ်ဝင်းမှာလည်းကစားရမယ်လူစင်းအရာလည်းကွာရဘတ်ထတာတဲ့နိုင်ပွဲလိုအပ်ချက်လည်းမြင်မာနေပါတယ်။ဒါကြောင့်လည်းလက်ရှိကျွန်တော်တို့အကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ဘီဘာအိုတင်းဒီအိမ်ဝင်းကနေပြီးတော့1-60ဆိုတဲ့ဟာမျိုးလေးပြင်းပြင်းရှရှအကျော်ပေးလာတယ်။ဆိုတော့နည်းနည်းလေးပြင်းရှတဲ့အကျော်ပေးမှုလို့ကျွန်တော်ထင်တယ်။ကွာရာဘတ်ကဖောင်ကောင်းနေတဲ့အနေထား။တိုးတော်လည်းဘီဘာအိုအနေနဲ့ကျွန်တော်ရှေ့ရပြောလို့ကွာရာဘတ်တ်ဆာလို့ရှိရင်တော့အသင်းကြီးဖြစ်တယ်။နိုင်ဝဲလိုအချက်မြင်မာနေတာဖြစ်တဲ့အတွက်ကိုအကျော်ပေးမှုလေးကမျှတတယ်လို့ကျွန်တော်တို့သုံးသပ်လို့တော့ရပါတယ်။ Okay ဆိုတော့ဥရောပဝင်ရိုးအရာကျွန်တော်တို့ဒါဘိုတင်တူစကိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့2လောက်ပေးထားပြီးတော့နှစ်သင်းလုံး ကိုမသွင်းနိုင်ဘူးဆိုတော့ no ကိုကြတော့1.6လောက်ပေးထားတာဖြစ်တဲ့အတွက် quarterback ကအဝေးကွင်းကနေဒီပွဲစဉ်မှာတော့ goal ရဖို့ခက်ခဲလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ risk များတဲ့ပွဲစဉ်တစ်ပွဲခမန်းအခတ်တဲ့ပွဲစဉ်တစ်ပွဲပါ။ Biba O နိုင်မယ်ဆိုရင်တော့မှဒီပွဲစဉ်က goal ပြတ်နိုင်ဖို့ရရှိမှသာဒါပျော်ရွှင်ရမယ့်အနေအထားမျိုးအချင်းမြောင်းနဲ့ရလက်နဲ့သာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့90လောက်ဆုံးရှုံးမဲ့အနေအထားမျိုးမှာရှိပါတယ်။ဒါမှလည်းဒီပွဲစဉ်မှာတော့ကျွန်တော်ရဲ့သုံးသပ်ချက်အရဆိုရင်တော့ကျွန်တော်ဘီဘာအိုကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ အပြင်းရှားတဲ့ကြေကြောပေးမှုကလည်းတကြောင်ပေါ့နော်ဥရောပဝင်ယူတွေအရာဘီဘာအိုတသိန်းနဲ့ကိုသွင်းနိုင်ဖို့ရှိတဲ့အတွက်ကိုဒီပွဲစဉ်ကတော့ဘီဘာအိုကိုပဲရွေးချယ်တင်တယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဘီဘာအိုတော့ဒီပွဲစဉ်မှာကျွန်တော်ကြိုက်ပါတယ်အင်ဂွင်းပြိတက်တွေရှိမှာချန်ပီယံလိပထမအဆုံးနိုင်ဖို့အရယူလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျနောက်ထပ်ပွဲစဉ်ကတော့ကြာတာပရီနီမနဲ့တနအိုင်ပွဲမှာရှင်ပြိုင်ကစားမဲ့ Sporting Lisbon တင်တဲ့ Marseille တင်ရဲ့ပွဲစဉ်လေးကိုခံမှန်းပေးကြပါတယ် Sporting Lisbon တင်ရဲ့အင်ဂွဲမှာရှင်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ် Sporting Lisbon အတင်ကတော့ဒါ Champions League နှစ်ပွဲကစားပြီးထားတဲ့အချိန်မှာ ာဇာစတန်ကလပ်ကိုင်ရက်အသင်းကိုတော့အိမ်ကွင်းမှာ4-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။နာပိုလီအသင်းကတော့အဝေးဘက်မှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနိမ့်ထားတယ်။နောက်ဆုံးနှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လေ Sporting Lisbon ဒီ Baraga နဲ့တရေကျထားတယ်။ Portugal ကတ်မှာဆိုလို့ရှိရင်တော့ဒါ Faria အသင်းကို3-2ဆိုတဲ့ရလဒ်မျိုးနဲ့တော့အနိုင်ရရှိခဲ့တယ်။ဆိုတော့ Sporting Lisbon အနေနဲ့ကဒီပွဲစဉ်ကနိုင်ပွဲလိုအပ်ချက်ရှိနေပါတယ်။အိမ်ကွင်းမှာရှင်ပြန်ကစားရမယ့်အားသာချက်ရှိပါတယ်။တစ်ဖက်ကတော့ Sporting Lisbon ထက်စာလို့ရှိရင်တော့ပို့ပြီးတော့ ကောင်းတဲ့ current form လည်းကောင်းတယ်လီဂူဝန်အသင်းကြီးဖြစ်နေတဲ့မာဆေးပေါ့နော်မာဆေးကတော့ Champion League နှစ်ပွဲကစားပြီးထားတဲ့ချိန်မှာဒါ Real Madrid အသင်းကို Barney View မှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ကတ်ရှုံးထားတယ် Real Madrid အသင်းကတော့ဂိုးပြန်သွင်းနိုင်ထားတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ Champion League ပွဲစဉ်မှာဆိုလို့ရှိရင်လည်း IS အသင်းကို4-0ဆိုတဲ့ရလဒ်မျိုးနဲ့မာဆေးကအနိုင်ရရှိထားတာဖြစ်တဲ့အတွက်ရမှတ်၃မှတ်ရရှိထားတယ်ပြီးတော့လက်ရှိ current form တွေရကြည့်မယ်ဆိုမာဆေးကတော်တော်လေးကောင်းလာတယ် ပြင်သစ်လီဂူဝမ်ရဲ့အသင်းကြီးဖြစ်တဲ့ PSG အသင်းကိုလည်း1-0နဲ့နိုင်ထားတယ်။နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပြင်သစ်လီဂူဝမ်၃ပွဲမှာလည်း၃ပွဲစလုံးကိုအနိုင်ရရှိထားတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလီဟာဘေးကိုမာဆေးတီ၁၂ဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်မာဆေးရဲ့မာဆေးတင်ရောက်လက်ရှိမှာအကောင်းဆုံးပုံစံမှာရှိနေတယ်။တိုက်စစ်ပိုင်းကလည်း twin goal ရရှိထားတဲ့အနေအထားဆိုတော့အားရစရာကောင်းတယ်။ဆိုတော့မာဆေးတီလည်း၃မှတ်ပဲရရှိထားတဲ့အနေအထား Champion League မှာတစ်ဖက်က Sporting Lisbon တီလည်း၃မှတ်ပဲရရှိထားတဲ့အနေအထားဆိုတော့ နောက်တစ်သင်းကိုတက်ဖို့ဆိုလို့ရှိရင်တော့နှစ်သင်းလုံးတွက်နိုင်မွေးလိုအပ်ချက်ရှိနေတာလည်းဖြစ်တယ်လူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့အရင်ကြီးတော့မကွာဘူးနှစ်သင်းစလုံးမှာတူချင်းဆွမ်းဆောင်ရင်မြင်ပါတဲ့ကစားသမားတွေရှိနေပါတယ် Okay ဆိုတော့ကျွန်တော် head to head ကြည့်ရအောင် head to head အရဆိုလို့ရှိရင်တော့နောက်ဆုံးတွေ့ဆုံခဲ့မှုနှစ်ကြိမ်2022တုန်းက Champion League အုပ်စုတွင်းမှာဆိုလို့ရှိရင်တော့ Marseille ကွင်းမှာ Marseille က4-1ဆိုတဲ့ရလဒ်မျိုးနဲ့ Sporting ကိုနိုင်နာပြီး Sporting ကွင်းမှာလည်း Marseille က တူးစီးဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်အနီးကပ်ဆုံးတွေ့ဆုံမှုမှာမာဆီယာတာတယ်ကာရန်ဖောင်လည်းမာဆီယာကောင်းတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့လက်ရှိအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့အာရှရဲ့အကျော်ပေးမှုက Sporting Lisbon က level 90လောက်ပေးထားတယ်ဆိုတော့ဒါဖဲဖြစ်တဲ့အကျော်ပေးမှုပဲကိုပေါင်းကြီးရဆိုလို့ရှိရင်တော့ 3+10 ဆိုတာမျိုးလေးအကျော်ပေးထားတယ်ဆိုတော့မာဆေးလိုမျိုး PSG ကိုလည်းနိုင်ထားတယ် အဲလက်ရှိမှာ current form တွေကောင်းနေတဲ့အတင်ကို sporting list ပုံအနေနဲ့ level 50ဆိုတာတော့မျှတတဲ့အကျော်ပေးမှု sporting ကိုတော့မှကျွန်တော်ကြိုက်တယ်ဒီထက်ပိုပြီးတော့အားကောင်းနိုင်ဖွယ်ရှိတာကဥရောပဝင်ရိုးအရာ boating to score yes ကို1.5လောက်သာပေးထားတာဖြစ်တဲ့အတွက်မာဆေးလဲဂိုးရဖို့ရှိနေတယ် sporting list ပုံလဲအင်ဂွေကနေဂိုးရဖို့ရှိနေတာဖြစ်တဲ့အတွက်ကိုဒါ11ဆိုတဲ့ရလက်မျိုးလောက်ကနေစကြည့်ရမယ့်ပွဲစဉ်လို့ထင်ပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဂိုးပေါင်းအပေါ်လေးကိုအဲရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဒါကတော့ဘဒူးနေညာနဲ့ ကြာတာပရင်းနီမနက်မှာရှင်ပြန်ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အမြင်လေးတွေ comment box မှာဝင်မြပေးခဲ့ကြပါဦး။ကြာရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ join နေတဲ့ညီကိုတွေအတွက်လည်းတတ်တာသောဈေးနှုန်းလေးနဲ့ပေါ့နော်။ join လို့ရအောင် Fiverr number လေးချပေးထားပါရစေ။ကြည့်ရှုပေးကြတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။